မကြခင်ချိန်တုန်းမှာရောက်ရှိလာမယ့်စတက်လာပိုင်းစရီကာလာတွင်းမှာတနင်္ဂနွေတနင်္လာတောက်ကြဒီနေ့နဲ့သားသမီးတွေအနေနဲ့ကကကြမာအားဖြင့်ကောင်းမွန်လာပြီလို့သတ်မှတ်လို့ရတဲ့အထက်မှာပါတယ်ဆိုတော့တနင်္ဂနွေသားသမီးတနင်္လာသားသမီးတောက်ကြသားသမီးတွေအနေနဲ့ ဆယ်လပိုင်းဆိုတဲ့ကာလအတွင်းမှာကြုံတွေ့ခဲ့ရတဲ့ပြဿနာခက်ခဲအနောက်ရှက်တွေအနည်းငယ်ကလာမယ့်အနာဂတ်17လပိုင်းဆိုတဲ့ကာလအတွင်းမှာပြန်လည်ကောင်းမွန်လာမှာဖြစ်တဲ့အတွက်ကြောင့်တနင်္ဂနွေသားသမီးတွေတနင်္လာသားသမီးတွေရွှေထီးဆောင်မဲ့ကာလတစ်ခုလို့သတ်မှတ်လို့ရတယ်။တောက်ကြာကြတော့နောက်ဆုံးလေးအနည်းငယ်ကပ်ပြီးတော့ပါလာတဲ့သဘောတရားပေါ့။ဆိုတော့တနင်္ဂနွေတနင်္လာတောက်ကြာသတ်သဖြင့်ဒီနေ့နဲ့၃ခုအနည်းငယ်က 17လပဲရောက်ရှိသွားတဲ့ကာလမှာကောင်းကျိုးပေးလာပြီဖြစ်တဲ့အတွက်ကြောင့်ဒီကိုယ့်ရဲ့အတိတ်ကကြုံရတဲ့ပြဿနာခက်ခဲနှောက်ရှက်အဆင်မပြေတာအားလုံးနှီးပါပြန်ဆင်ပြေလာမယ်ဆိုတဲ့အတိုင်းတာမှာလက်ရှိရည်ရွယ်ထားတဲ့ကိစ္စတွေကိုယ့်ခုလက်ရှိကြိုးစားနေမယ့်ကိစ္စတွေကိုယ့်ခုလက်ရှိအပတ်တကူအားထုတ်ပြီးတော့မှစီစဉ်နေရတဲ့အရာတွေအကုန်လုံးနှီးပါကောင်းကျိုးပေးလာမယ်လို့သတ်မှတ်လို့ရတယ်ဒီအတွက်ကြောင့်တနင်္ဂနွေတနင်္ဂနွေတောက်ကြဒီနေ့နဲ့သားသမီးတွေအနေနဲ့က17လပဲဆိုတဲ့ကာလမှာလုံးဝရွှေထီးဆောင်မဲ့ကာလဖြစ်ပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ဖြစ်ရှင်တဲ့အရာတွေကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအကုန်လုံးနှီးပါအောင်မြင်ပေါက်ပြောက်မှုရရှိလာမယ်ဆိုတဲ့ကာလမျိုးဖြစ်ပါတယ် တနင်္ဂနွေသားသမီးနဲ့တနင်္လာသားသမီးနဲ့မှာကထူးခြားတာတစ်ခုဟာပိုကောင်းပါဆိုတော့တနင်္ဂနွေနဲ့တနင်္လာကလွန်ခဲ့တဲ့အတိတ်၈လပိုင်း၉လပိုင်းဆိုတဲ့ကာလမှာကိုယ့်ရဲ့အစွမ်းသာလေးတွေကငုံရှိုးနေတယ်လို့မျိုးလေးဖြစ်နေတတ်တယ်တနင်္ဂနွေသားသမီးတွေမှာကြာရင်ပိုပြီးတော့မှတိတာလိမ့်မယ်ဒီ၉လပိုင်း၁၀လပိုင်းအဓိက၈လပိုင်းလောက်ကစမယ်ဒီ၈လပိုင်း၉လပိုင်း၁၀လပိုင်းဒီဝင်းကျင်မှာတနင်္ဂနွေတို့တနင်္လာတို့ကကိုယ့်မှာလုံနိုင်ကြတဲ့သွန်းတွေရှိတယ်အများကြီးလဲကြိုးစားတယ်ဆိုရင်တောင် ိတ်ပြီးတော့အလုံးမဖြစ်ခဲ့အမ်သို့ပေမဲ့ဆက်တလာပဲကိုရောက်ရှိလာပြီဆိုတဲ့အနေထားမှာတနင်္ဂနွေသားသမီးတနင်္လာသားသမီးတွေအနေနဲ့ကလုံးဝကောင်းကျိုးပေးတဲ့ဘက်ကိုရောက်ရှိသွားမယ်ဆိုတဲ့သဘောတရားမျိုးရှိတယ်ဒါအပြင်တောက်ကြလည်းပူရွယ်ကောင်းတဲ့အနေနဲ့ပါလာမှာဒီအတွက်ကြောင့်တနင်္ဂနွေတနင်္လာတောက်ကြဒီနေ့နဲ့သုံးခုအနေနဲ့ကတော့ဆက်တလာပိုင်းအတွက်အကန့်အကောင်းဆုံးနေ့နဲ့နေလို့တတ်မှတ်ရမှာဖြစ်ပါတယ်အလုတ်ကတဲ့ပတ်တရားလေးပူကောင်းတယ် အလုပ်ပြောင်းမှုရှိဖို့အလုပ်နေရာထိုင်ခင်ပြောင်းရှိအပြောင်းလဲနေရာထိုင်ခင်နဲ့ပတ်သက်တဲ့ကိစ္စတွေအပြောင်းရှိလို့ဟုတ်တော့တယ်ခေးပိုင်သွားဖို့လာဖို့အတွက်တွေနိုင်ငံခြားနေဝဲခြားလူမျိုးခြားဘာသာခြားနဲ့ဆက်ဆက်တဲ့ကိစ္စတွေအားလုံးဒီပါအဆင်ပြေတယ်ထို့အတူငွေကြေးနဲ့ပတ်သက်တာလည်းကောင်းကျိုးပေးလောက်မှာဖြစ်တဲ့အတွက်ကြောင့်ငွေဝင်ဖို့အတွက်စ조사တဲ့နေရာတွေမှာကိုစ조사ရင်조사သလောက်အခွင့်အလမ်းတွေပေါ်လာမယ်ဆိုတဲ့အနေထားဖြစ်တဲ့အတွက်တနေ့ကတနေ့လာတောက်ကြသားသမီးတွေကဒီဆယ်လာပိုင်းဆိုတဲ့ကာလာလေးမှာလည်းအပတ်တကုတ်ကို조사ဆက်တဲ့လာပိုင်းဆိုတဲ့ကာလာမှာလည်းကိုဖြစ်ရှင်တဲ့ရာတွေကိုအပတ်တကုတ်လေး조사ရင်မှာလုံးဖြစ်နိုင်ကြအများဆုံးနဲ့ကို့အတွက်ကန်စာတာပွင့်လန်းလာမှာဖြစ်ပြီးတော့ အလုတ်ကိုက်နဲ့ပတ်သက်လို့အခွင့်အလမ်းလေးတွေပေါ်လာမှဖြစ်တဲ့အတွက်အလုတ်ရှာဖို့အတွက်ဒီအလုတ်ရဖို့အတွက်ဒီလုပ်ငန်းတွေပြန်ဆောင်ပြန်ကြိုးစားမယ်အကုန်လုံးပြန်အစီပြေလာနိုင်တယ်လို့တတ်မှတ်ရမှာဖြစ်ပါတယ်တနင်းကနွေတနင်းလာတောက်ကြဒီနေ့နဲ့ဒီအနေနဲ့ညံ့နေမှာတခုရှိရဆိုလို့ရှိရင်တော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လာဒီတခုပဲညံ့နေရမျိုးရှိနေမယ်တွားဗျာအေးစစ်စစ်မဖြစ်နေတော့ဘူးဆိုတဲ့ပုံစံမျိုးရှိနေတာအလုတ်တွေအစီပြေလာတယ်ဟိုပြေးလိုက်ဒီပြေးလိုက်ဟိုသွားလိုက်ဒီသွားလိုက်ဟာဟိုနေရာလေးလှုပ်လိုက်ဒီနေရာလေးလှုပ်လိုက်ဆက်သဖြင့်အလုံးမျိုးလေးတွေဖြစ်နေတဲ့အတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာမှာကျတော့အေးစစ်စစ်ကိုမနေရဘူးကွာဆိုတဲ့ပုံစံမျိုးလေးကဖြစ်လာလိမ့်မယ် သို့တော်ညာလဲအဲ့ဒါကကောင်းတဲ့သဘောတရားဒီအတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာခံစားချက်အရာမှာတော့အဆင်မပြေတာမျိုးဖြစ်တတ်တယ်ဆိုပေမဲ့လေဒီတနင်းကတွေတနင်းလာတောက်ကြီးဟာဒီနေ့နဲ့သာသမီအနေနဲ့က17လပဲဆိုကာလောက်ရောက်ရှိတော့တာနဲ့ကံကြမ္မာလေးကကောင်းမွန်လာမှာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်အနောက်ချက်လေးဒီကြားထဲကနေပဲကို့အနေနဲ့ပြန်လဲကောင်းမွန်လာမယ်ဆိုတဲ့အနေထားမှာကို့ကံကြမ္မာအဖြစ်နဲ့လုံးဝအဆင်ပြေလာမယ်လို့တတ်မှတ်ရမှာဖြစ်ပါတယ်။ဒီတိုင်းနဲ့ပတ်သက်တဲ့ကံချစ်ဒီမှာလဲကောင်းကျိုးပေးမှာဖြစ်တဲ့အတွက်ကြောင့်ချစ်သူဤသားတွေအကြီးအဆင်မပြေတာပြဿနာများတာကြည်များတာအခက်အခဲလေးတွေကြုံနေရမယ်ဆိုရင်လဲတနင်းဝင်တနင်းလာတောက်ကြီးအနေနဲ့ကပြန်ပြီးတော့အဆင်ပြေလာဖို့ရှိတယ်။တစ်ခုပြဿ နာရှိတာကတင်းငနွေတင်းလာတောက်ကြာဒီနေ့နဲ့၃ခုအနေနဲ့ကကိုတွဲနေတဲ့ချစ်သူရီသားကကြာတပရေတို့ဗုဒ္ဓဟူတို့ဆက်နေတို့ဒီနေ့နဲ့နေဖြစ်နေမယ်ဆိုရင်တော့ပြဿနာအရန်များတဲ့တည်းအခက်အခဲအရန်များတဲ့ပါတယ်ကျွန်တော်ပြောတာကိုသိချာနားအောင်နော်ကိုကတင်းငနွေတင်းလာတောက်ကြာဒီနေ့နဲ့သာသမီဖြစ်တယ်ဆိုရင်ကိုတွဲနေတဲ့ချစ်သူရီသားကဗုဒ္ဓဟူတို့ အဲဗုဒ္ဓဟူးတို့ကြာတာပရိတို့စနေတို့အဲဒါဒီနေ့နဲ့နေဖြစ်နေမယ်ဆိုလို့ရှိရင်အခက်ခဲပုံများတဲ့အနောက်ချက်လေးတွေပုံများတဲ့အဆင်မပြေရလေးတွေပို့တော့ဖြစ်တတ်တယ်ဒါလေးတစ်ချက်သတိထားပေးအောင်ဖြစ်ပါတယ်ခင်ဗျဒါကတော့၁၇လပိုင်းအတွက်ကံအကောင်းဆုံးနေ့နဲ့၃ခုကြောင်းပြပြပေးတော့တာဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးများတင်ပါတယ်